မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်အသီးသီးမှာပြည်ထောင်ကြားခံနေတဲ့အကျဉ်းသားအကျဉ်းသူ4863ဦးကိုလူငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီက2025ခုနှစ်ဧပြီလ18ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။ဒီလူငင်းထဲမှာမတရားဖမ်းဆီးချုံနောက်ခံထားရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့တခြားထင်ရှားတဲ့ခေါင်းဆောင်တွေကိုလွှတ်မဲ့အရေးအယာမတွေ့ဘူးလို့နိုင်ငံရေးအကျဉ်းသားတွေအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဒီနိုင်ငံရေးနိုင်ငံရေးအချင်းသားလူမျိုးရေးဟာကမ္ဘာနိုင်ငံရေးနိုင်ငံရေးဖြစ်စဉ်တိုးတက်ပြောင်းလဲမှုအတွက်တိုင်းတာလို့ရတဲ့ broadband တစ်ခုလို့ပါပဲဆိုတော့ဘသူတွေလွတ်တာလဲတကယ်ဒီနိုင်ငံတော်ရဲ့ပြဿနာတွေကိုထဲထဲဝဝဖြေရှင်းနိုင်တဲ့သူတွေကိုလွတ်ပေးတဲ့အခါကျတော့မှသူတို့ဟာစေအုပ်စုဟာအပြုသဘောဆောင်တဲ့တွဲဆောင်ဆွေးနွေးဘက်ကိုချင်းကက်တဲ့ခြေလမ်းမျိုးကိုဆက်တင်လှမ်းတယ်လို့ပြောလို့ရပါပါ ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုစေအုပ်စုကအခုချိန်ထိတွေ့ဆုံဆွေးနွေးရေးအပြုသဘောဆောင်တဲ့ခြေလှမ်းတွေကိုလှမ်းမတင်သေးဘူးလို့ပဲကျွန်တော်တို့သုံးသပ်သုံးသပ်ရမှာပါစစ်ကောင်စီကပေးတဲ့လွတ်ငြိမ်းတဲမှာ မူးယစ်မှုလူတက်မှုဖောက်ခွဲမှုမတိမ်မှုလက်နက်မှုအကြမ်းမှုစတဲ့ပုံမှားတွေနဲ့တရားစွဲဆိုခံရပြီးထောင်ချခံထားရတဲ့သူတွေမပါဘူးလို့ဖော်ပြထားတာပါအခုလွတ်ငင်းနဲ့ပြန်လွတ်လာတဲ့သူတွေကလည်းနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်မယ်ဆိုရင်လက်ရှိလျှော့ပေးလိုက်တဲ့ပြစ်ဒဏ်ကိုပါပေါင်းစည်းကြခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွှတ်ပေးလိုက်တာဖြစ်ပါတယ်စကောင်စီကလွှတ်ပေးမဲ့အထက်မှာနိုင်ငံသား73ဦးကိုလည်းပြည်နှံတန်းပေးပြီးလွတ်ငင်းပေးထားတာတွေ့ရပါတယ် တော့အထူးသဖြင့်တော့ကျွန်တော်တို့ငလင်းကြောင်းမို့လို့လည်းအဆောင်တွေမှာရှိရလူတွေကိုလူလျှော့ဖို့လိုအပ်တယ်ပေါ့နော်ဒါအကြောင်းပြချက်တစ်ခုဖြစ်တယ်နောက်တစ်ခုကအဲဧပြီလ16ရက်နေ့မှာဘုဂျုံကြီးမင်းအွန်လိုင်းကို ASEAN စီဝေးမှာဖိတ်ထားတယ်ပေါ့ဒီပွဲကိုလည်းသူတွတ်တက်မယ်လို့ကျွန်တော်သိထားရတယ်အဲ့တော့အဲ့ဒီမတိုင်ခင်မှာတော့ဒါနိုင်ငံရေးအပြည့်အမျက်ထုတ်ဖို့အတွက်လူကြီး၄000ကျော်ဆိုတော့ကင်ကနန်တစ်ခုကိုသူတို့ဒါအသုံးပြုရလို့ကျွန်တော်သုံးတက်တယ်အဲဒါပေမဲ့နိုင်ချင်းတွေဘာလို့မပါလဲဆိုတော့နိုင်ချင်းတွေကတော့ရရ အခြေအနေကနေမှသူ့ကိုတော်လန်နေတဲ့အခြေအနေမျိုးဖြစ်တော့အတက်နိုင်ဆုံးအဲ905တွေမပါအောင်အထီကိုမှသူကစူးစမ်းထားတာကိုတွေ့ရတယ်ကိုကိုတော်လန်နေတဲ့လူတွေနဲ့ကိုကိုမကြိုက်တဲ့လူတွေကိုတော့ထောင်ထဲကိုပဲထည့်ဖို့ရည်ရွယ်ထားတဲ့အတွက်ပဲဒါအခုလိုမျိုးဒါလွတ်တဲ့တဲမှာနိုင်ချင်းတွေမပါအောင်အထူးသဖြင့်နိုင်ငံရေးပုံမှန်တွေအဲသူ့ကိုတော်လန်နေတဲ့လူတွေမပါအောင်လို့ကိုမှအမိန့်နဲ့မှာကိုမှတေချာကိုမှတိတိကျကျကိုထည့်ထားတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာ အကျဉ်းထောင်အသီးသီးကလှည့်နေတဲ့အတဲမှာနိုင်ငံရေးအကျဉ်းသား၁၀ခန်းဝန်းကျင်ပါလာတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကဖော်ပြနေကြပါတယ်။လူအခွင့်အရေးလှုပ်ရှားတဲ့သူတွေကတော့နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းထောင်တွေထဲမှာရှိတဲ့နေသူတွေမဟုတ်တဲ့အတွက်ချွင်းချက်မရှိအားလုံးလှုပ်ပေးဖို့လိုတယ်လို့ပြောပါတယ်။အဲလုံးလည်းပြောလိုက်ရင်နိုင်ကျင်းလို့ပြောလိုက်ရင်လူကြငါးငါးတွေငါးငါးတွေဆိုတော့ရောထွေးပြောတဲ့အခါကျတော့ငါးငါးတွေပါတယ်ဆိုရင်နိုင်ကျင်းတွေအများကြီးပါလာတယ်လို့တမန်အဖြစ်မြင်မြင်ကြတာတကယ်တော့မဟုတ်ဘူး။ နိုင်ငံရေးနဲ့ဆက်ဆက်တဲ့ပုံမှန်တွေက905လောက်ပဲလွတ်တယ်အာငါဒီအင်မတန်နှဲသွားပြီကျွန်တော်နိုင်ငံရေးကျင်းသားတွေစေတနာရှိလို့နိုင်ငံရေးတခုခုကိုဟိုအစဉ်ပြောင်းလို့ဆိုပြီးတော့ဟိုလှုပ်ပေးတာမဟုတ်ဘူးအဲသူတစ်ဖက်မှာစကားပြောဖို့တစ်ဖက်မှာကြာရင်ဒီလိုလာမျိုးဆိုတာကကျွန်တော်တလိမ့်ဆန်နေတော့လှုပ်ရတာဗျလူတွေကိုလှုပ်ပေးတယ်ဆိုတော့ဟိုကိုတော့ဘာသာခြုံကြည့်ရဲ့အရာကုသိုလ်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးတွေကိုလှုပ်တာဆိုတော့နိုင်ငံရေးနေရာတော့တော်တော်နှဲလိမ့်မယ်သူအခုဒီနေ့လှုပ်တဲ့ပမာဏထဲမှာ 9000နီးပါးပေါ့နော်အကြံပြုတော့9000နီးပါးဆိုတော့ဆရာခိုင်းလုံးမပါနိုင်ဘူးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးခံထားရတဲ့သူ2930ဦးရှိပြီး1969ဦးကထောင်ဒဏ်ချမှတ်ခံထားရတယ်လို့နိုင်ငံရေးကျင်းသားများကိုညှိဆောင်းရှောက်ရေးအသင်း AAPP ရဲ့2025ခုနှစ်ဧပြီလ17ရက်နေ့အထိစည်ရင်းရသိရပါတယ်